အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့စိုင်းစရာကြီးနေဝင်းမြင့်ရဲ့မနုဿီဟာဝိထုတူများဆိုတဲ့စာအုပ်လေးထဲကပလူတိုနီယန်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုမတင်ဆက်မီကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးဖို့နဲ့ဗီဒီယိုတည့်တင်တဲ့နေ့တရှိနိုင်အောင်ဘေးကခေါင်းလုံးလေးကိုနှိပ်ခဲ့ပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်ပလူတိုနီယန်အရှိအာရှဒေတာမှာ လက်ရှိလက်ပတ်နေတဲ့နျူကလ িয়ার တပ်ပေါင်းဖို့ပေါင်းဟာ135လုံးရှိပြီလာမယ့်10စုနှစ်များမှာအမေရိကန်ဒေါ်လာဘီလီယံ160ဖို့အကုန်ကျခံပြီးတော့တပ်ပေါင်းဖို့တွေစောင့်ဦးမှာပါအာရှနိုင်ငံတွေကတော့ပလူတိုနီယံအုံပြူတပ်ပေါင်းဖို့တွေကိုတုံးဖို့တောင်းစိတ်ကူးနေကြပါပြီအာရှနိုင်ငံချိုးရဲ့ပြည်နာကတော့ပလူတိုနီယံကိုစွန့်ရင်ထုတ်လုပ်ဖို့ထက်လက်နက်မှာတုံးဖို့ကိုအာယုံစိုက်လာကြတာပဲတွေ့နေရတယ်တပ်ပေါင်းဖို့တွေမှာတုံးတဲ့ ယူရေနီယံလောင်စာဟာလောလောဆယ်မှာတော့ပေါင်းနေတာပေါ့လေဆိုဗီယက်ခေတ်ကောင်းဆုံးကနဲ့အမေရိကန်တို့ကတုံးခဲ့တဲ့နျူကလ িয়ার ထိပ်ဖို့တက်ဒုံးကျည်ထောင်ပေါင်းများစွာကိုဖျက်ဆီးခဲ့တာလည်းပါတော့ကမ္ဘာဈေးကွက်မှာယူရေနီယံဟာဈေးကွက်သဘောအရခေတ်သခဏတော့ပေါများနေဦးမှာပါပဲတာမောင်ကမဂဇင်းအဟောင်းစာအုပ်ထဲမှာပါတဲ့ကမ္ဘာပလူတိုနီယံမှောင်ခိုမှုကြီးစောင်းပါကိုဖတ်နေရင်းကနေသူ့အိမ်ပြင်ဘက်ကတာလဲမကြီးကို ပြန်ကြည့်လိုက်တယ်။ဘာမှမရှိပါဘူး။ခါတိုင်းလိုပါပဲ။ကုတ်ကုတ်ပင်လေးငါပင်ရေမရှိတဲ့တောက်ရည်အိုးစင်ဟောင်းခက်ဆောင်းဆောင်းရဲ့ဖုံတထောင်းထောင်းထနေတဲ့လှဲလန့်ကြောင်ရဲ့နေပူပူကြီးကြီးမှာအထီးမပါဘာမပါတွားနေတဲ့လူတယောက်နှစ်ယောက်ပဲရှိတယ်။တဖန်ကုန်းနဲ့ shopping စိတ်ကိုကူလာဆန်ခတ်တွားနေကြမြင်းလင်းတစည်းလေးအောင် မရှိပဲနဲ့တာလမ်းမဟာတန်လျက်တွေတချောင်းချောင်းထွက်နေတာကိုကြည်ရင်ကသူ့စိတ်ထဲမှာ နျူကလ িয়ার ယူရေနီယံနဲ့ပလူတိုနီယံဆိုတာတွေကိုမျက်စိနဲ့မြင်ကြည့်တယ်။ဘယ်ရမှာလဲ။ तू မှတခါမှမမြင်ဘူးတဲ့ပစ္စည်းစိတ်နဲ့မှန်းကြည့်လို့ဘယ်ရနိုင်မှာလဲ။ကြောက်စရာတော့ကောင်းနေပါရောလား။ပလူတိုနီယံဟာတော်တော်အစိတ်ပြင်းတဲ့ကောင်ပါလား။ဒီကောင်ဟာတကဘာလုံးကကြောက်နေရတဲ့အကောင်ပါလား။သူ့ဟာသူတွေ့ရဲ့ပြီးတော့မှမဂဇင်းဟောင်းကိုဆက်ဖတ်တယ်။ အသုံးပြုပြီးသားလောင်စာချောင်းတွေကိုပြန်သုံးလို့ရအောင်အစဉ်စဉ်တန့်စင်ယူနေကြတယ်။တပေါင်းဖို့တော့ပလူတိုနီယံရဖို့မခက်ပေမဲ့လက်နက်တုံးပလူတိုနီယံရဖို့ကခက်တယ်။ဒါကြောင့်နိုင်ငံတကာကဒီနည်းပညာကိုတင်းတင်းကြပ်ကြပ်ထိမ့်သိမ်းထားတာပေါ့။လိုအပ်ထက်ပိုပြီးလက်ဝဲပိုင်ဆိုင်မှုတွေကိုလည်းနိုင်ငံတကာစစ်ဆေးပေးဖို့တောင်းဆိုနေတယ်။ကုလသမဂ္ဂနိုင်ငံတကာအမှုမြူအေဂျင်စီ IAEA ကလည်းအရေးယူပိတ်ဆို့မှုတွေလုပ်နေတဲ့ကြားကပဲ။ တာမောင်နှစ်ဖူးမှာရွှေတွေစီးကြလာတယ်။ဖယားဖယားဒီအိုင်အီအေးဆိုတဲ့ငနေတွေကလည်းဘယ်နဲ့လုံးတက်နိုင်မှာလဲ။ဘယ်နဲ့လို့ကာဝယ်နိုင်မှာလဲ။လူလေးနည်းပပနဲ့ကဘာကြီးရဲ့အကာအဝယ်မရှိတဲ့ထွက်ပေါက်တွေကိုပိတ်ဆို့လို့ရမှာတော့။ကိုသားမောင်တော်เจ้าမှအစည်းအဝေးရှိတယ်မဟုတ်လား။နေပါအောင်စောပါသေးတယ်။ယာရင်မူငပွားတော်မလာသေးဘူး။ဒီမှာအစာဖက်လို့ကောင်းလို့ရှိသေးတယ်။ စာစုံကြိုလုံးမလေးနဲ့ညနေလဲပတ်စံကောက်ထွက်ရအောင်မနဲ့ဒါဟာငါလုပ်ဆရာမလို့ပါဘူးအပိုင်းလိုက်တာဝန်ပေးထားပါလေတော်တော်လူကြီးလှုပ်ရှင်နေလူကြီးဖြစ်ကားမှဘာမှမမေ့ရရမလုပ်တော့ဘူးရင်းနှီးတိုးနဲ့ဘိုးအုပ်ဖက်လိုက် စာချောက်လိုက်လုံနေသီးလားမလဆိုင်ပြောရှင်ရင်လည်းပြောရှင်စရာပဲတာမောင်းလူကြီးဖြစ်တာမကြသေးဘူးလူကငကိုကခက်အေးပါခေပညာမတော်တဲ့ခေါက်တက်တော့ ကိုလက်မှတ်ကိုတာမောင်းလို့ကောက်ကောက်ဝေးဝေးထိုးတတ်လာရဲ့စကားပြောရင် စာတို့ပေးစလေးနဲ့ပြောတတ်တာရဲ့လူကြီးလုံးရှင်တဲ့ယောဂရဲ့ပေါင်းပြီးရွာကဝိုင်းတင်တော့တာမောင်းကလည်းဘာရမလဲလှုပ်ပေါ့ချပေါ့ရွာကျိုးရက်ကျိုးလဲလှုပ်ပါလေစာကလေးပါလေးကတော့လဲဝါနာပါတယ်စာအုပ်ထဲကဟာတွေဖတ်ပြီးလုံရတဲ့လူကြီးဆိုတော့ shopping စိတ်မှာတော့အာခထဲကဆိုပါတော့ ဆိုမာလီမှာအငက်ဘေးတွေစိုက်နေပြီဘော့စနီးယားမှာဆာ့ဖ်နဲ့ဖြစ်တဲ့ပြဿနာက ပိုကြီးနေပါပြီယဝန္တာလူမျိုးစုချင်းတိုက်နေတာတွေကိုဘဒူးကမှဂျမ်းမဝင်သေးတာကိုကျုပ်ကမခံချင်တာဗျကိုတောင်မရဲ့ရှော့ပင်စိတ်နဲ့အဝေးကြီးပါတော့အေးကဘာအေးခင်းဟာနင်းဘာနားလဲလေအိမ်ရှိဘူးအိမ်တော့မချမ်းသာဆိုတာမဟုတ်လားဘာဖြစ်တော့ဆိုဘီရဲ့ကွဲပြီလေကောင်းပြီလားဆိုဘီရဲ့ကွဲတော့ ရုရှားကရေတာပေါ့ဟာတာမောင်ရဆိုဗီယက်နဲ့ရုရှားကအတူတူပဲဆိုဟုတ်တယ်ဟုတ်တယ်စကားတွေတောင်လွဲကုန်ပြီအမေရိကန်ကအကြိုက်ပေါ့တကယ်ကလီရုပ်ခစ်ကိုရောက်နေတာလက်နဲ့ရောက်မှုစဉ်းစားနေတာအိမ်မှာလူဆုံးရင်ရင်းနှီးချမ်းတအိုးချပြီးအာပေါင်းအာရင်တန်တန်နဲ့ပြောတက်လာလာလဲတိတ်တော်မကြသေးဘူးသူ့ရွာ shopping စိတ်ထက်ကြီးတဲ့တိုက်နယ်အစင်ရွာတဖန်းကုန်းက တပတ်တခါမြင်းလဲနဲ့ဆုလာတက်တဲ့သတင်းစာတွေကိုဖတ်တာလေတရွာလုံးမှာသူ့နဲ့မူလာတန်းเจ้าကဆရာဆရာမတွေလောက်ပဲရှိတော့သူပြောတဲ့မြာရွာကလူတွေကတော့အစမ်းတကြယ်ကြီးပေါ့လေခရကသူ့ရွာမှာသတင်းစာဟောင်းကလွှဲရင်ဘာစာအုပ်မှမရှိဘူးဘာမဂဇင်းမှမရှိဘူးဖက်ရှင်လို့စာအုပ်မရှိဘူးသူက shopping စိတ်သားလည်းမဟုတ်ဘူးတဖန်ကုန်းသား shopping စိတ်ကမိမနဲ့ရလို့သားဒီရွာရောက်လာတယ်ဆိုတော့တဖန်ကုန်းမှာနေတော့ကလို့လေ ဖက်စရာစာအုပ်ကလလန်းမိတာမဟုတ်ဘူးကို တနေ့တော့တတိုက်ဆိုင်ဆိုင်ကဖန်းကုန်းအစည်းအဝေးတွားရင်ကမဂဇင်းစာအုပ်ရလာရင်သူ့အကြိုက်ပေါ့ကပ္ပရေရာတွေတော်တော်များများစာအုပ်ဖြစ်နေတယ်တချို့ဟာတွေကိုအလို့ကြက်ထားတယ်တချို့အချက်လက်တွေကိုဗလာစာအုပ်နဲ့ကိုမှတ်ထားတယ်အဲ့ဒီမဂဇင်းထဲမှာသူတစ်ခါမှမကြဘူးတဲ့အကြောင်းအရာတစ်ခုပါလာတော့သူတော်တော်လေးစိတ်ဝင်စားသွားတယ်အနုမြူတပ်ပေါင်းဖို့လို့ ူကလီးယားလောင်စာတို့အနုမြူဘုံတော်တော့သူကြဘူးလေဖက်လဲဖက်ဘူးလေဒါပေမဲ့ခက်ဝဝဖက်ဘူးတာအခုကယူရေနီယံနဲ့ပလူတိုနီယံနဲ့အစိတ်တတော်ပြင်းတဲ့ဓာတ်တွေတဲ့အာရှနိုင်ငံတွေတော်တော်များများမှာတော့ရှိနေပါတဲ့ဒါကဘယ်ကရောက်လာတာတော့ဘာလို့ရတာတော့ဘယ်တဲ့ကနေထုတ်ယူရတာတော့မြေကြီးတဲ့ကသူ့စွာယူလို့ရတာလားသူသိနေတယ် အဲ့ဒီနေ့ကတော့အစည်းအဝေးတောင်ဖြည်းဖြည်းမှသွားတော့မယ်စိတ်ပိုင်းဖြက်လိုက်တယ်။သူတော်တော်လေးစိတ်ဝင်စားတယ်။မဂ္ဂဇင်းကိုမျက်မှောင်ကြီးကြုံရင်းဆက်ဖတ်နေတယ်။ဂျပန်မှာပလူတိုနီယံတန်ကြော်လောက်ပိုင်ဆိုင်ထားတယ်။ဒါဟာကြောက်စရာအခြေအနေပဲ။ဘုံတလုံးလုံးဖို့၈ကီလိုဂရမ်နာလိုတဲ့ပလူတိုနီယံကိုဂျပန်ကဒီလောက်မများပိုင်ဆိုင်ထားတော့တခြားနိုင်ငံတွေကစိုးရိမ်နေကြတယ်။လာမယ့်၁၀ရာစုနှစ်တခုကျော်ရင် ဂျပန်ကပလူတိုနီယံမက်ထရစ်တန်60လောက်ကို ပိုင်ဆိုင်တော့မှာပါ။ဒါကိုဝါရှင်တန်အစိုးရကတောင်တန်တရားရှိလာခဲ့။တောင်ကိုရီးယားနိုင်ငံကလည်းနျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေထားဖို့အနုမြူအမိုက်ပုံတစ်ခုရှာဖွေနေတယ်။ဒါကိုလူထုကစန့်ကျင်ဆန္ဒပြတာတွေလည်းကြားနေရတယ်။တပိုက်ဖက်ပြီးတော့တာမောင်စာအုပ်ကိုပေးတယ်။သူကကြားနှကောင်စေးလိုက်တူကိုမင်းကြီးရယ်။သူ့ကောင်းထဲမှာအာယုန်နေစုဝေးနေရယ်။ တဆက်တည်းပဲဒီစာသားတွေကို အစည်းအဝေးမှာလိုအပ်ရင်ပြောဖို့မှတ်သားထားတယ်။တာလန်းပေါ်မှာတော့နေကချစ်ချစ်တော့ကိုပူနေတော့ကလေးတယောက်ကလမ်းဘေးရေဦးစင်ကရေတခွက်ခတ်တောက်နေတာကို သူမြင်နေရတယ်။ဒါပေမဲ့ရေကရှိနေဖို့မရဘူး။ကလေးကရေမုတ်ကို ပြန်တင်ရင်းကနေဘူးတဲ့ပြေးထွက်သွားတယ်။နွားလေးသူစီတအီအီအော်ရင်းကတာလန်းကိုပြင်းတိပြင်းတွယ်ဖြစ်နေတာကို ကြည့်ရင်းကသူ့သွေးနေတာအကြာကြီး တော်တော်ကြာကြာတော့မှစိလိတ်တို့ကိုအုံမို့ခွက်စိလိတ်ခွက်တယ်ပြာရွှေရင်ဆက်ဖက်တယ်ဂဏိပြဒနာကတော့နျူကလ িয়ার ပစ္စည်းတွေမှောင်ကိုရောင်းချနေတဲ့ပြဒနာပဲဂျာမနီနိုင်ငံတိန်ချင်းမြို့မှာရဲအဖွဲ့ကဒော့စ်ဂျက်ကာဆိုတဲ့လူရဲ့ကားကောင်ထဲမှာဝင်းရှာလာပလူတိုနီယံဂရန်60လောက်ရှာဖွေတွေ့ခဲ့တယ်ဒါအပြင်ဂျာမနီမှာပဲယူရေနီယံဒရက်စင်2300 50ဒသမ8ဂရမ်ကိုဘာဗေးရီးယားခဲကရှာတွေ့ခဲ့တယ်။ရဲကတန့်စင်ထားတဲ့ယူရေနီယံအလုံးကလေး120ကိုထပ်မံဖမ်းဆီးရမိတာကစပြီးနျူကလ িয়ার မောင်းကိုမှုဟာအားကောင်းလာပြီဆိုတာကဘာကတိသွားလို့လာပါပဲ။နောက်တစ်ခါတော့ဂျာမနီမှာပဲမြူနစ်လေဆိပ်မှာကိုလံဘီယာနိုင်ငံသားဂျက်စတီနီဟာနိုတော်ရက်စ်ကိုပလူတိုနီယံရက်စင်239အမျိုးအစား၁၀ဒသမ58အောင်စား ဂရန်300လောက်ကိုဖမ်းမိတယ်။လေးစိတ်မှာတော်ရက်စ်ကိုဖမ်းပြီးစစ်ဆေးတော့တန်မနီတတူဘူးပြောင်ပြောင်တဲ့ထည့်လာတာကိုစစ်ဆေးတွေ့ရှိတာကစပြီးဂျာမန်ဝင်ကြီးချုပ်ခိုးကဒီအမှုမျိုးမောင်ဟုတ်မှုဟာလူသားအလုံးအတွက် ကြောက်စရာကောင်းတဲ့မှောင်ကုန်မှုကြီးပဲလို့ပြောခဲ့တယ်။ရဲစင်စီကိုလည်းစာရေးတယ်။ရုရှားကလည်းသူတို့ဟာမဟုတ်ဘူးလို့ညင်းနေလို့မှာပဲ။ညင်းတာညင်းတာပါမော်စကိုအရှိပိုင်းညင်းတာညင်းတာပါ မော်စကိုအရှိမိုင်250กว่าမှာအာဇာမာ16လို့နာမည်ပေးထားတဲ့နျူကလ িয়ার သုတေသနဌာနကလည်းပလူတိုနီယံတွေပျောက်တယ်လို့ကြေညာထားတော့တန်တရားဖြစ်စရာတွေရှိလာခဲ့ပါတယ်ပလူတိုနီယံဟာလူတွေတောက်တဲ့ရေထဲကိုထည့်လိုက်ရင်ဒါမှမဟုတ်မိရှုပ်ပြီးလေထဲမှာပေါက်ကွဲစေမယ်ဆိုရင်လူတန်းပေါင်းများစွာဟာတောက်ကျိုးနေဖက်နေရင်က တာမောင်စိလိတ်ကမိဘွားတွေပစိုးပေါ်ပြုတ်ကြကုန်တယ်။ပထမတော့အနုမြူဘုံကွဲတာလို့အောက်မိသွားတယ်။နောက်မှပစိုးထခိုင်းရင်ဖလက်စမဂဇင်းစာအုပ်ကို ပိတ်တယ်။ရေတခွက်ခတ်တော့တယ်။သူ့ရင်ထဲမှာဂရုံကရင်ကြီးဖြစ်နေလို့မယ်။ပြီးတော့သူ့ဟာသူလည်းတွေးတယ်။လူတွေတရားပြက်ကုန်ပါရောလား။ကြည်စမ်းအယောင်းအဝယ်လုံးเสียရရှာလို့ဘဲနဲ့ပလူတိုနီယံဆိုတာကြီးကိုအယောင်းဝယ်လုံးနေကြတာကို။ ။ဒါကြီးကလူတန်းမောင်းများစွာတည်နိုင်တယ်ဆိုပါလား။ဒါတွေဘလောက်တောင်ပြန့်နှံ့နေပြီလဲ။ငါရွာ shopping စိတ်ကိုတော့ရောက်မလာနိုင်ဘူးဘယ်သူပြောနိုင်မလဲ။ shopping စိတ်မှာ plutonium မိရင်ငါနာမည်ဖြစ်သွားမယ်။လူတွေတည်တော့မယ်။တန်းမောင်းပစိုးလေရေတစ်ခွက်ခတ်တော့တယ်။သူတော်တော်ရင်ပူနေတာကို။တာမောင်အစည်းအဝေးကိုတော်တော်နောက်ကျမှရောက်တယ်။ဒါပေမဲ့တာမောင်လာမှပဲအစည်းအဝေးစားတာပါ။ အစည်းအဝေးမှာလည်းမစီမဆိုင်နျူကလ িয়ার တပ်ပေါင်းဖို့အကြောင်းတွေပြောတယ်။ကမ္ဘာအနှံ့ရုရှားဘက်ကမောင်းကိုထုတ်နေတဲ့ပလူတိုနီယံအကြောင်းတွေကိုပြောတယ်။ရုရှားအာကာသပညာရှင်တွေကိုယ်တိုင်ပလူတိုနီယံကိုတစ်ဖက်လက်ထုတ်နေတာတွေကြောင့်ကမ္ဘာပလေအဖွဲ့ကနေရာအနှံ့မှာတွေ့နေတာတွေကိုပြောတယ်။အစည်းအဝေးတက်လာတဲ့သူတွေကလည်းဘာမှနားမလည်ဘူးပေါ့လေ။ဘာရီလာပြောနေတာလဲပေါ့။ပလူတိုနီယံနဲ့ရှော့ပင်စိတ်နဲ့လဲကွာလာ哦။ဒီတော့ ခမည်းတော်လည်းတွားရင်လိုင်းရင်ကြည်ပါဂယုဆိုင်ပါတမဏိတတုဘူးပြောင်မြောင်နေတွေ့ရင်မေးပါမတင်ကြရင်ခေါ်ခဲ့ပါကျောင်းစည်းဝေးဆိုပေမဲ့အစည်းအဝေးမှာပါတဲ့ဆရာဆရာမတွေကလည်းဘာပြောလို့ရမှာတော့တာမောင်ပြောတာနားထောင်ရတော့တာပဲကျောင်းဆရာကြီးကတော့နေရာမှာချိတ်ဆွဲထားတဲ့ကမ္ဘာမြေပုံကို ကြည့်လိုက်ပလူတိုနီယံက shopping စိတ်ကိုဘယ်ပေါက်ကနေဘလို့ဝင်လာမှလဲတွေးလိုက်နေပေါ့ဒါပေမဲ့တာမောင်အစည်းအဝေးကအပြန်မှာ ဘယ်လို့မှမထင်တာတွေဖြစ်ခဲ့တာပါပဲတာမောင်သွေးပူခဲ့တာတွေက ကွက်တိဝင်လာတော့တာပါပဲဘာဖြစ်လို့လဲဆိုတော့ shopping စိတ်မှာအဲ့ဒီနေ့ကတံမဏိတတူဘူးတုံဘူးမိလိုက်လို့ပါပဲဖြစ်ပုံကကျောင်းစည်းဝေးကအပြန်ဈေးဝါးကလှည့်ပြန်တော့မြင်းလဲကိတ်မှာတာမောင်သတင်းတစ်ခုကြားတယ်တဟက်တန်းကခင်အောင်ကတံမဏိတတူဘူးရှေရှေတုံဘူးကိုရသလောက်နဲ့လိုက်ရောက်နေတယ်ဆိုတော့တတင်းမယ် ။တဟတန်းဆိုတာ shopping စိတ်နဲ့တော်တော်ဝေးတဲ့နေရာ။အဲ့ဒီရွာမှာမကြာခင်ကဆယ်တခုဖောင်နေတော့အနာကရွာတွေကရွာသားတော်တော်များအလို့ရကြတယ်။ခင်အောင်ကလည်းအလို့သမားလက်တည်းပဲ။ဒါကိုတာမောင်ကသိတယ်။ဒီကောင်ဘာဖြစ်လို့ shopping စိတ်ကို ရောက်လာတာလဲ။တတ်သူဘူးပြောင်ပြောင်တုံးမှုဟာပါလေ။တရင်ရချင်းပဲခင်အောင်ကိုလိုက်ရှာတယ်။ဘုံဆိုင်သွားတဲ့ဆိုလို့လိုက်တယ်။ပြန်သွားပြီဆိုတော့မြင်းလဲဂိတ်ရှိကပိတ်ဆောင်တယ်။မိတယ် အရက်မူးနေတဲ့ခင်အောင်ကိုဆင်းခိုင်းတယ်။သူ့လွယ်ရည်တွေကပြောင်းလဲပြီးအင်္ဂလိပ်စာတွေရေးထားတဲ့တံမဏိတတုဘူးတုံးဘူးကို တွေ့တယ်။တံမဏိဘူးတွေကို ဖွင့်ကြည့်လိုက်တော့ငွေရောင်တောက်နေတဲ့တတုခဲလေးတွေဟာတစ်ဖြက်ဖြက်လန့်နေတယ်။ပြီးတော့လက်မလောက်ရှိတဲ့အဝင်းနဲ့ချုပ်ထားတဲ့စံအိတ်တတိလေးတွေလိုအထုပ်လေးတွေလည်းပါတယ်။ဟာကြည်စမ်းဘလူးတိုနီယန်တွေတာမောင်အင်းရှိမှလူတွေဝိုင်းနေပြီ။အောက်လင်းတံမင်းကြီးထုံးပြီး တာမောင်ကခင်ရောက်ကိုညာတွင်ရှင်စစ်စေတယ်။လူတွေကတော့ခြံထဲမှာရောတာလန်းပေါ်မှာရောအပြစ်သမင်းတော်မစားနိုင်ဘူး။ခင်ရောက်အိတ်ထဲကပလူတိုနီယံဆိုလို့ဒါလာကြည့်ရတယ်။ဘာမှန်းလဲသိကြတာမဟုတ်ဘူး။ခင်ရောက်ကိုယ်တိုင်ကလည်းခေါ်လာလို့ဒါလိုက်လာရတယ်။သူ့ဟာသူဘာအမှုမှန်းလည်းမသိဘူး။မင်းဒီပလူတိုနီယံတွေဘယ်ကရတာလဲ။ကျုပ်အလုပ်ထဲကဗျ ဒါတွေဟာဘလောက်အန္တရာယ်ရှိရဲဆိုတာမင်းမသိဘူးလားမသိဘူးအေးလူပေါင်းများစွာကိုတေစေနိုင်နေကမင်းနားလေလားအဲ့ဒီတော့မှလာနားထောင်တဲ့ယောရာတွေက ဟာနဲတဲ့အမှုကြီးမဟုတ်ပါလားခင်အောင်ယူလာတာလက်ဆက်သက်တော့ဘုံဆန်တွေပဲကြည်စမ်းမတေကောင်းမပြောက်ကောင်းချဟာနှက်ဟာစော့ဟာဖြစ်ကုန်ရောရွာမိရွာဖတွေကလည်းအဲ့ဒီတော့မှလူတန်းပေါင်းများစွာတေစေနိုင်နေဆိုတော့ ပလူတိုနီယံခဲတွေကိုခက်ဝေးဝေးကနေလှမ်းကြည့်ကြတယ်။အောင်လင်းသမီးရောင်ထဲမှာတတုခဲတွေကသူဖြက်ဖြက်နေကိုဒီတတုခဲလေးတွေထည့်ထားတဲ့တတုဘူးလေးတွေကလည်းတကယ်အသေးမင်းတမန်ဆိုပေမဲ့လှက်လိုက်တာလည်းမပြောနိုင်နဲ့တော့အေးဒီညတော့နေဦးမော်ကွာမင်းတဟက်ကုန်းမှာသာရမယ်ရှော်ပင်စိတ်မှလူရလာမလုံးနဲ့မရဘူးကွာမှတ်ထားတာပေါင်ကတတုခဲတွေကိုသတိနဲ့ခိုင်ရင် grand sing queen မရှိတော့ အထဲကကြေးချိန်ခွေနဲ့ချိန်နေတဘူးကိုတခဲလေးလုံးနဲ့ညီတော့20သားစီရှိတယ်သုံးဘူးဆိုတော့60သားအဲဒီညကခင်ယောက်ကိုဖမ်းထားလိုက်တယ်အမှုကပလူတိုနီယံတရားမဝင်ရောင်းဝယ်မှုဒါပေမဲ့ပေါ့လေနောက်တနေ့လည်းမှာတော့ဒဟတန်ကခင်ယောက်ကိုတာမောင်းလှုပ်လိုက်တာပါပဲခင်ယောက်အလုပ်လုပ်တဲ့ဆယ်မျောင်းက အရာရှိတွေက shopping site ကိုမြင်းလင်းလေးလိုက်လာပြီးတော့လာရေးသွားလို့ ပါလာတဲ့ရာရှိတွေကလည်းတာမောင်းကိုတတ်တူဘူးတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြတယ်။ဒါကကျွန်တော်တို့စောင့်နေတဲ့လုပ်ငန်းမှာနိုင်ငံခြားကစက်ပြည့်စီတွေနဲ့အတူပါလာတဲ့ဆီလီကာဂျဲလို့ခေါ်တဲ့ရေငွေ့စုပ်တဲ့တတ်တူခဲလေးတွေပါခင်ဗျာ။ပလူဇိုနီယံမဟုတ်ပါဘူး။သူ့ရဲ့သဘောကရေငွေ့တွေကြောင့်စက်ပြည့်စီတွေတန်ရှင်းမတက်အောင်ထည့်ပေးလိုက်တဲ့ရေငွေ့ထိန်အခဲလေးတွေပါ။ကျွန်တော်တို့စီမှာတော့အလုသမားတွေကဘူးလေးတွေလှလို့ယူကြတာပဲ။ ။သူကလာတော့လေတက်တူပူရင်းနဲ့လာတာပါ။ဘာမှအဖို့မတန်ပါဘူး။တာမောင်ကတော့နားရှိလိုတာကြားရတာမယုံဘူးဖြစ်နေတယ်။ဒါဟာတန်ရှင်းမတက်အောင်ထည့်ပေးလိုက်တဲ့ပစ္စည်းဆိုတာဟုတ်ကောမဟုတ်နိုင်ဘူး။ဒါပေမဲ့တစ်ဖက်ကအရာရှိဖြစ်နေတယ်။ခေပညာတက်လည်းဖြစ်နေတယ်။လေးစားယုံကြည်လောက်တဲ့သူလည်းဖြစ်နေတယ်။ဒါပေမဲ့လူတန်းပေါင်းများစွာတည်စေနိုင်တဲ့ပလူတိုနီယံတည်ဆောင်တာသူကို သူ့အစွမ်းစားနဲ့ဖမ်းမိထားတယ်လို့ လူသိရှင်ကြားပြောပြီးနေပြီ။တက်ဆိုင်ရာကိုတင်ပြဖို့တောင်စာရေးပြီးနေပြီ။ shopping စိတ်ရဲကိုတောင်အကြောင်းကြားပြီးနေပြီမဟုတ်လား။မဟုတ်ရင်လည်းခေါ်သွားဖို့ဗျာ။ကျုပ်ကတော့ပလူသွန်လေးရထင်တာပဲ။ခင်အောင်မင်းသိကံကောင်းသွားတယ်ကွာနော်။တာမောင်ကတော့မလျှော်သေးဘူး။မြင်းလေးပေါ်ပါသွားတဲ့ခင်အောင်ကိုမချေမချမ်းလှမ်းကြည့်နေတော့မယ်။ဒီသတင်းရွာထဲပြန့်သွားတော့လေရွာသူရွာသားတွေကဝမ်းသာကြတာပါပဲ။ တော်လို့တောင်းသားတွေဆိုတော့ပလူတိုနီယံလည်းမသိဘူးလီကာဂျဲဆိုတာလည်းမသိဘူးသူတို့ဝမ်းလာတာကဒီငွေရောင် ခဲလေးတွေဟာလူတန်းပေါင်းများစွာကိုတည်စေနိုင်တာမဟုတ်ပြန်ဘူးဆိုတာကိုပါတာမွန်ကတော့မလျှော်သေးဘူးချော်ပင်စိတ်မှာတတူဘူးပြောင်ပြောင်တွေ့ရင်ပြူပြဲရှာဖို့ပြောတော့ပလူတိုနီယံတွေတွေ့ရင်အမြန်ဆုံးသတင်းပို့ဖို့အစည်းအဝေးတိုင်းမှာမှာတော့မယ်ရွှေအမြူတီမဂဇင် အမှတ်65 1995မတ်လ